မြမကရန်ကုန်တက္ကသိုလ်ဥပဒေမှာအာဥပဒေတက်နေရပေါ့နော်အဲဟိုကဆို second year ပဲရှိအောင်မယ်အဲဟုတ်တယ် second year မှာအာသူကအဲ့မှာစပြီးတော့ school site manager ကနေဆက်တာပေါ့သူတို့ဒီចောင်း queen လေးတွေကိုရွေးချယ်နေတာပေါ့နော်မြမကရန်ကုန်တက္ကသိုလ်မှာအာဒီ queen queen ဖြစ် queen ဖြစ်တယ်ဆိုတော့သူတို့ရွေးချယ်ခြင်းပါတယ်ဆိုပြီးတော့ဆက်သွဲလာတာအစားချင်းကတော့နည်းနည်းလေး shock ဖြစ်သွားပါငါ့ကိုလိန်နေရလားမသိဘူးပေါ့ spam call လားပေါ့အဲ့ဒုတိယတစ်ခေါက်ကြတော့ဒုတိယတစ်ခေါက်ဆက်ပြီးတော့သူတို့ကတေချာ လေး Facebook မှာပါအာဒီ page တွေပါရင်းနဲ့လာပြတော့မှာဩတကယ်ပေါ့အဲ့ကြမ်းမတေချာစဉ်းစားဖြစ်တာပေါ့အဲရိုက်ရင်ကောင်းမလားမရိုက်ရင်ကောင်းမလားပေါ့ဒါပေမဲ့လည်းအဲ့ဟိုကဩငါဒါလေးရိုက်ပြီးတော့နည်းလည်းမင်းသမီးတက်မဖြစ်ပါဘူးပေါ့ပေါ့ပါပါပဲငါကိုဆိုင်ဆိုင်ခန့်လန့်နဲ့ရိုက်ရအမှတ်တရလေးပေါ့အသက်ကြီးလာရင်ပြန်ကြည့်မယ်ဆိုရဲရွေချက်နဲ့ရိုက်ဖြစ်တာပေါ့ရိုက်ဖြစ်ရင်တော့တခါရဲဒီလောကထဲဟိုရောက်သွားပါပေါ့နော် ဒါပေါ့ဒါပေါ့အပေးအမှတ်ပျော်ရွှင်မှုချက်အမှတ်တရပေါ့အာအမှတ်တရလေးပါပဲအဲဒီတော့လည်းဘာရမဟုတ်ဘူးအာချောချောလာလေးအများကြီးပဲကိုကကန်ကောင်းပြီးတော့ရသွားပေါ့နော်ဒါပေမဲ့လည်းအခုပြန်သွေးကြည့်လိုက်ရတက်ကရုံကငါကွင်းရဘူးရယ်ဆိုတော့အဲဟိုပီတိလေးပေါ့နော်အမှတ်တရလေးပြောစရာလေးတစ်ခုရှိနေရပါဒါပါပဲဟုတ်အဲ့လိုမဟုတ်ပါဘူးနမဲကြီးသမင်းကပါကွင်းဆိုတဲ့အတိုင်းကွင်းကွင်းသွားကြအမင်းကလေးတွေတော့ချစ်ကြတယ်အဲကို့မှာလည်းအဲ့ဟာတော့ရှိရမင်းတော်လေးယောက်ျားလေးတွေကို ို့မိန်ကလေးပို့ချနေကြတာပေါ့နော်ဟုတ်ပရောဂျက်လေးမိတ်ဆက်ပွဲကိုဒီနေ့ဖိတ်ဖိတ်ကြလို့တက်ရောက်ဖြစ်တာပါ။ဟုတ်ကဲ့ Coolers ရဲ့အဲဒီနေ့ဒီ compact powder လေးကိုတုံးခိုင်းထားတယ်။ပပကြီးကြီးလေးပဲပေါ့နော်ခုလည်းဟုတ်။အာပပပပနဲ့တကယ်ကို coverage ကောင်းသလို coverage လည်းကောင်းတယ်ဒါပေမဲ့ပပနဲ့ကြီးကြီးလေးဖြစ်နေတာပေါ့နော်။အခုဇနီးမျက်နှာပဲကြည့်ပါလို့ဟုတ်။ ငါပါပေါ့မိန်ကလေးဆိုတော့လာတာကတော့ကြိုက်တာပေါ့နော်အထူးသဖြင့်ကိုယ်တိုင်ကလည်းအခုတရုတ်ဆောင်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်အများတန်းတော့လာပါအောင်တော့နေရပေါ့နော်ဟုတ်အာဂျန်နီကဂျန်နီကိုယ်တိုင်ကလည်းပြောရရင်အနှကောင်းကအရင်ချွန်နေရမျိုးမဟုတ်တဲ့အတွက်ကြောင့်မိတ်ကပ်တွေပါရယ်ဆိုကိုယ့်ရဲ့ natural look အတိုင်းပဲပပကြီးကြီးလေးတွားတာဂျန်နီရဲ့ features လေးမပြောက်ဖ ೇನೆ ဟိုဂျန်နီအရှိအရှိတိုင်းကိုပို့ပြီးတော့ကြွစေရပေါ့နော်အဲ့အတွက်ကြောင့် makeup look တွေပါရယ်ဆိုလည်းဂျန်နီ naturally ပဲကြိုက်ပါတယ်ဟုတ်ဒါပြင်ဖို့လည်းခဏခဏ နာစဉ်းစားပါတယ်ဒါပေမဲ့အဲပရိသတ်တွေကကိုယ်ကိုလက်ခံထားတာချစ်ကြရလဲဒီရုပ်တိုင်းလေးပေါ့နော်အဲ့တော့ကိုပြင်လိုက်တဲ့အချိန်မှာရုပ်ပြောင်းသွားရင်အမချစ်တော့မှအော်ဖုန်းကြီးကျော်ကိုကြည့်ရဘလို့ကြီးလည်းမသိဘူးဆိုပြီးဖြစ်မှလည်းကြောက်တယ်ပေါ့နော်ပြပြင်ပြီးရင်ပြန်ပြီးတော့ငကိုတိုင်းပြန်လုံးလို့ရလည်းမရတော့အဲ့တော့အော်တက်နိုင်ဆုံးတော့ကိုဟာကိုလက်ခံနိုင်အောင်ပဲကြိုးစားပြီးတော့နေထိုင်နေပါတယ်ဒါပေါ့အသက်အဲအသက်အရွယ်တစ်ခုရောက်လာရင်တော့ဂျနီလည်း experience ရလာပြီးတော့တရုတ်စာမိုင်းမှာလည်းအဲအပြောင်းလဲလုံးလာနိုင်ရင်တော့သူ့ဟာသူတော့လက်ခံလာနိုင်ကြမယ်လို့တော့ဂျနီကယုံကြည်ပါတယ်အ ာဒါဂျန်နီအတန်ပိုင်းဆိုင်ရာတွေရောအများကြီးအများကြီးပြည်ပြရမယ့်အချက်တွေရှိပါတယ်မျက်နှာတစ်ခုတည်းကြောင့်အာဂျန်နီဟိုဟာဖြစ်နေတယ်ဆိုတာမျိုးတော့နောက်ပိုင်းမှာလည်းနည်းနည်းလေးအဲ့အဲ့အာမိုင်းဆက်လေးနည်းနည်းပြောင်းလာရပေါ့နော်ဂျန်နီအနေနဲ့တရုတ်ဆောင်ပိုင်းရာတွေရောအတန်ပိုင်းဆိုင်ရာတွေရောအများကြီးပြည်ပြပြောင်းလဲရင်တော့ဖြစ်လာနိုင်တယ်လို့ဂျန်နီကတော့ထင်ပါတယ်အဲဒါကတော့မူသွင်းရကိုကတော့ကလေးမေလည်းမဟုတ်တော့မူသွင်းရကတော့ခက်တာပေါ့နော်ဒါပေမဲ့လည်းအာဒါ main ကလေးတွေတိုင်းမှာမိခင်စိတ်ဆိုတာရှိတယ်ပေါ့နော်အဲပြီးတော့ကိုရိုင်းကလည်း အော်ဒီဝိုင်းခွဲဒီမောင်လေးတွေညီမလေးတွေကိုထိန်းလာရဆိုတော့ကို့အနေနဲ့ကဒါကတော့အရင်ရင်ခက်ခဲမရှိပါဘူးပြီးတော့လဲဇက်ကောင်ကိုဇလန်းကိုနားလဲနားလဲလို့ကျွန်တော်ကတော့ဇက်ကောင်ပုံဖော်နိုင်ပါတယ်ပေါ့နော်ညိုးဇလန်းလေးလေးကတော့ဒါအာလင်မယားဒီလူနှစ်ယောက်ပေါင်းစည်းရဲ့အချိန်မှာပေါ့နော်အဲတောင်ကျောက်အာဂါတာရဲ့မနာရဲ့မထားပဲနဲ့အဲပေါ့နော်ငါကတော့မင်းသမီးဖြစ်နေလို့ငါကတော့ကလေးမမွေးနိုင်ဘူးတော့ဒီလိုမျိုးမနာရဲ့ဌာနေရင်တော့အိမ်ဆောင်ကြီးမှမဟုတ် relationship မှာလည်းအဆင်မပြေ ြည့်ဘူးပေါ့နော်အဲ့တော့အများတန်းအဲတန်တန်ညီညီနန်းနန်းနဲ့ပဲသွားဖို့တော့အဓိက message ပေးချင်တာပေါ့နော်ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ဒါဖြစ်တာပေါ့အကိုကြီးစက်မှမမဟုတ်ဘူးမဆောင်ဝိမေရောအကုန်လုံးအကျဉ်းကြီးကိုအများကြီးပို့ပြီးတော့ပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့ဒီလုံဆောင်ချက်တွေကိုပို့လုံနိုင်အောင်အများကြီးတွန်းပို့ပေးပါတယ်ကိုတိုင်ကလည်းအငဲဆုံးဒီစီညာရဲ့ကြားထဲမှာအငဲဆုံးဖြစ်တဲ့အတွက်ကြောင့်ဂျန်နီကြောင့်စိတ်နောက်ရဖြစ်ကြမှာဂျန်နီဂျန်နီမပြီးပြင်ရကြောင့်ဂျန်နီအရေးချင်းမပြည့်မီရကြောင့်သူတို့ရဲ့အဲလုံဆောင်ချက်တွေညော့နေသွားမှာအရန်ကိုစိုးရင်ပူပန်ခဲ့ရတာပေါ့နော်အဲ့အတွက်ကြောင့်လည်းအများရန်သူတို့နဲ့တွေ့ဆောင်ရဲ့အချိန်မှာပို့ပို့ပပစင်းလေးရာဆာအရန်ကိုအားထုတ်ပြီးတော့အာစူးစမ်းထားပါ ါတယ်ပေါ့စူးစမ်းခဲ့ပါတယ်ပေါ့နော်အဲကိုကြီးဆက်မဒါကတော့ဟိုဒါစီနီယာနှစ်ယောက်လုံးပေါ့နော်ကိုကြီးဆက်မမဆောင်ဝေးမီရောနှစ်ယောက်လုံးဟိုဂျန်နီကတော့ဟိုဘယ်သူမှမဟုတ်ဘူးပေါ့နော်ကိုနဲ့တွဲတူဆောင်ရလူတွေပေါ့မှာအာသာချက်အနေချက်အမြဲတမ်းကြည့်ပြီးတော့ပဲသူတို့စီကနေအတူယူလေးလာရတယ်အတချို့ချက်လေးတွေသူတို့အစင်မပြေအပိုင်းနေရှင်တာဟောငားကလေးကြိုင်လဲဒီလိုမျိုးဖြစ်အောင်လုပ်ရမယ်ဆိုပြီးတော့ပဲအမြဲတမ်းဘေးနားကနေကြည့်ပြီးတော့ပဲနေပါရဲ့ဒါအကိုနဲ့တွဲတူဆောင်ရတူဆောင်နိုင်ပေါ့ပေါ့နော်ဟုတ် ဟုတ်ကဲ့အခုကတော့ဂျန်နီဇလန်းရဲလေးတွေတော့အဇတိုက်လေးထွက်နေရပေါ့နော်မနေ့ကပဲဂျန်နီရဲ့ဝင်းမုံဇဲရဲ့အထုပ်ပတိလေး Fortune TV မှာစပြပါတယ်အဲပြီးတော့ဒီနှစ်ပိုင်းနှစ်ကုန်ထဲမှာဂျန်နီအာလေးပြခွဲခြင်းရုပ်ရှင်ကားကြီးလေးယုံတင်မှုရှိတယ်အဲပြီးတော့အခုဂျန်နီအရေးဖြူစဲရုပ်ရှင်ကားကြီးလေးရိုက်ထားတော့နောက်နှစ်ထဲမှာယုံတင်မှုလေဂျန်နီမျောလွင့်နေပဲပေါ့နော်အဲနောက်ထပ်လေဂျန်နီဇလန်းရဲ့ရုပ်ရှင်ကားကြီးလေးရိုက် ရိုက်နေပါပေါ့နော်ဟုတ်ကဲ့လေးပြခွဲချင်တော့ drama နဲ့ horror လေးနဲ့ပေါ့ပေါင်းထားပါပေါ့နော်အဲဟုတ်တယ်နောက်ထပ်ဖို့ကတော့ကျွန်တော် drama လေးကိုပိုများပါတယ် ်ဟုတ်ကဲ့ဟုတ်ကဲ့အရင်ဂျန်နီကိုလွန်ခဲ့တဲ့နှစ်လလောက်စီကအကုန်လုံးမြင်လိုက်ချို့ပေါ့အခုကတော့ဂျန်နီ MRT ဖုန်းမှာဘလာစာအုပ်ကလေးပြရောဂျန်နီကိုအခုနှင်းဆက်ဆိုပြီးတော့နှုတ်ဆက်ကြတယ်ပြီးတော့အခုဒီဘလာစာအုပ်ပြပြီးတော့ကလေးပြည့်တက်လေးတော်တော်ရလာပေါ့နော်ဖျားသွားရင်ပဲဖြစ်ဖြစ်အပြင်းသွားရင်ပဲဖြစ်ဖြစ်မမနှင်းဆက်ဆိုပြီးတော့နှုတ်ဆက်ကြရလေးလေအဲအရန်ဝမ်းသာမိပါတယ်ပေါ့နော်မနှင်းဆက်လို့ပြောလိုက်ကလေးတွေချစ်ဖို့ကြိုက်ဖို့ဆိုတာခက်ခဲပါတယ်ကလေးတွေမှာကသူတို့ဖြူစင်တဲ့စိတ်သူတို့ရိုးသားတယ်အဲသူတို့ကြိုက်တဲ့ဟာတွေပေါ့မှာအယောင်မပါဘူးတကယ်ကို သူတို့အဒီဒီလူကိုချစ်လို့ကိုချစ်တာပေါ့နော်အဲ့အတွက်ကြောင့်ကလေးပြိတက်ရတာအရင်ကအရန်ပြောရယ်ကိုရိုင်းကလည်းကလေးကနေပဲကြီးလာဆိုတော့လူတယောက်ကိုကြိုက်တာဘာကြောင့်ကြိုက်လဲဆိုတော့နာတိတယ်ပေါ့နော်အဲ့တော့ကလေးပြိတက်လေးရာအရင်ကဂုံယူပါတယ်ဟုတ် အဲဒါဂျနီကတော့ဆက်စချင်းဝင်လာတော့ကိုဆိုင်ရဲ့ကိုဆိုင်ကော့စမက်တစ်စာစာဝင်တယ်ပြီးတော့နောက်ပိုင်းမှာဂျနီကိုစော်ပိုင်ရဲ့ပြည်စုံလုံးတခြင်းနဲ့စပြီးတော့ပေါက်တယ်ပေါ့နော်အပြီးတော့မှဥက္ကမတို့ရဲ့အားလေးဒီတခြင်းလေးကိုဂျနီဒီ music က music video cover လေးပြန်ရိုက်တယ်ပေါ့နော်အဲ့လိုကနေတစင်ပြီးတစင်ဒီလောကတွေကိုဝင်လာရပါပေါ့နော်ဟုတ်ဒါပေါ့ဒါပေါ့ကလေးလေးပဲပြီးတော့အဲ့ဟောဘာဘာမှတိတ်ပြီးတော့လုံးဆရာမရှိဘူးခေါင်းထဲလိုက်အဲနားလေးတက်လိုက်စပင်လေးတက်လိုက်နဲ့ပြေးလိုက်အဲ့လိုမျိုးလေးပဲလုပ်ရပါပေါ့နော်ပေါ့ပေါ့ပါပါလေး 好吧，别紧张了，你好。 မြမကရန်ကုန်တက္ကသိုလ်ဥပဒေမှာအာဥပဒေတက်နေရပေါ့နော်အိုင်ဟုံကဆို second year ပဲရှိအောင်မယ်အဲဟုတ်တယ် second year မှာအာသူကအဲ့မှာစပြီးတော့ school site manager ကနေဆက်တာပေါ့သူတို့ဒီចောင်း queen လေးတွေကိုရွေးချယ်နေတာပေါ့နော်မြမကရန်ကုန်တက္ကသိုလ်မှာအာဒီ queen queen ဖြစ် queen ဖြစ်တယ်ဆိုတော့သူတို့ရွေးချယ်ခြင်းပါတယ်ဆိုပြီးတော့ဆက်သွဲလာတာအစားချင်းကတော့နည်းနည်းလေး shock ဖြစ်သွားပါငါ့ကိုလိန်နေရလားမသိဘူးပေါ့ spam call လားပေါ့အဲ့ဒုတိယတစ်ခေါက်ကြတော့ဒုတိယတစ်ခေါက်ဆက်ပြီးတော့သူတို့ကတိကျ ာလေး Facebook မှာပါအာဒီ page တွေပါနဲ့လာပြတော့မှအော်တကယ်ပေါ့အဲ့ကြမှာတေချာစဉ်းစားဖြစ်တာပေါ့အဲရိုက်ရင်ကောင်းမလားမရိုက်ရင်ကောင်းမလားပေါ့ဒါပေမဲ့လည်းအဲ့ဟိုကအော်ငါဒါလေးရိုက်ပြီးတော့နည်းလည်းမင်းသမီးတတ်မဖြစ်ပါဘူးပေါ့ပေါ့ပါပါပဲငါကိုဆိုင်ဆိုင်ခန့်လန့်နဲ့ရိုက်ရအမှတ်တရလေးပေါ့အသက်ကြီးလာရင်ပြန်ကြည့်မယ်ဆိုရဲရည်ရွယ်ချက်နဲ့ပဲရိုက်ဖြစ်တာပေါ့ရိုက်ဖြစ်ရင်တော့တခါရဲဒီလောကထဲကိုရောက်သွားပေါ့နော်ဒါပေါ့ဒါပေါ့အပီအမှတ်ပျော်ရွှင်မှုထက်အမှတ်တရပေါ့အာအမှတ်တရလေးပါပဲအဲဒီကလည်းဘာရမဟုတ်ဘူးအာချောချောလှလေးအများက ီပဲကိုကကန်ကောင်းပြီးတော့ရသွားတာပေါ့နော်ဒါပေမဲ့လည်းအခုပြန်သွေးကြည့်လိုက်ရတက်ကရုံကကွင်းရဘူးရယ်ဆိုတော့အဲဟိုပီတိလေးပေါ့နော်အမတ်တရားလေးပြောစရာလေးတစ်ခုရှိနေရပါဒါပါပဲဟုတ်အရှိပါဒါပေမဲ့ចောင်းသူဘွားကတော့တတိယပါပေါ့နော်ចောင်းသူဘွားကတော့အမှန်တမ်းပြောရရင်စာချက်ဟာကိုတော်တော် stress ပြီးထင်နေတာအော်အခုလူကြီးဖြစ်လာအောင်မှစာပဲပြန်ချက်ချင်တော့တယ်တခြားဟာတွေဘာမှဟိုဒီမလို့ချင်တော့ဘူးပေါ့အဲ့လိုမျိုးလွတ်လွတ်လပ်ပပပပနဲ့စာချက်ဖို့ကလွယ်ရင်တခြားဘာမှဟိုဆိုရင် stress ဖြစ်စရာမရှိရဘွားလေးတော့ လမ်းတော့လွှဲမိပါတယ်လို့အဲ့လိုမဟုတ်ပါဘူးနမဲကြီးသမင်းကပါကွင်းဆိုတဲ့အတိုင်းကွင်းကွင်းသွားကြအမင်းကလေးတော့ချစ်ကြတယ်အဲကို့မှာလည်းအဲ့ဟာတော့ရှိရမင်းတော်လေးယောက်ျားလေးတော့ကို့မင်းကလေးကိုပိုချစ်နေကြတာပေါ့နော်ဟုတ် ဟုတ်ကဲ့ပါအခု Coolers Beauty and Wellness ဒါဒီ launch event လေးပေါ့နော်အဲဒီနေ့ပွဲလေးကနေစပြီးတော့အခုဆိုရင်တော့6နှစ်ရှိပြီအဲနောက်260နှစ်600 260တာအဲလုံးဝကဘာတီတရွေ့အောင်မြင်တည်တတ်ပါစေလို့ပဲဆုတောင်းပေးပါရရှင်